ျော်လင့်ချက်နဲ့အသက်ရှင်သူလူရဲလို့ဖြစ်လာရင် မျော်လင့်ချက်ရည်မှန်းချက် ရှိရမယ်ဒါမှလည်းဘဝမှာအသက်ရှင်ရတာအတိတ်ပဲရှိမှာပေါ့မျော်လင့်ချက်နဲ့ပတ်သက်ပြီးဖတ်ဖူးတာတခုရှိပါတယ်မြင်းဖြူရဲ့မြင်းနဲ့ရဲ့တငယ်ချင်းမျက်နှာကောင်ရှိကြတယ်တော်ရဲမှာရည်ကြည်ရာမျက်နှူရာရှာဖွေစားတောင်းရင်းလွတ်လွတ်လပ်လပ်ရှင်သန်နေထိုင်ကြတာပေါ့ တနေ့တော့ဟိုဒီသွားရင်မြို့စင်ကြီးဘုံအနီးကကွင်းဆက်ကိုရောက်သွားတယ်။ကွင်းထဲမှာလဲလူတွေကရွက်ပြင်တဲ့တလုံးထိုးနေတာမြင်ရတယ်။သူတို့နဲ့မလန့်မကန့်မှာလဲမြင်းပူလေးသုံးလေးခေါင်မျက်စားနေတာတွေ့တယ်။ဆက်စုကျင်တဲ့မြင်းဖြူကမြင်းပူလေးတွေအနီးကိုချင့်ကပ်ပြီးစကားစမြည်ပြောတာပေါ့။ဒီကွင်းပြင်မှာ စက်ကပ်အဖွဲတစ်ဖွဲမကြခင်ဖြော်ပြေဖို့ပြင်ဆင်နေတာတဲ့။ ညင်းဘူးလေးတွေကလည်းစက်ကတ်ထဲရပဲတဲ့စက်ကတ်ထဲနေရတာဘလို့နေတယ်လဲလို့မြင်းဖြူကမေးတော့တိတ်ပျော်စရာကောင်းတယ်လို့ညင်းဘူးလေးတွေကအလွတ်အယက်ဖြေးတာပေါ့အင်မတန်လင်းထိန်တဲ့မိအောင်စုံတွေအောက်မှာလှပတဲ့ချက်ဝတ်တစားတွေကိုဝစ်ဆင်ပြီးစက်ကတ်ဇက်ယုံအလဲကကွင်းပြင်မှာလှဲ့ပတ်ပြေးတာကိုပရိသတ်ကလက်ခုပ်ဩဘာပေးပြီးအားပေးတဲ့အကြောင်းအချို့ဟာသဘောကျလွန်းလွန်း လက်ခောက်တွေပါရတောင်မှောက်ပြီးအားပေးကြောင်းဒီလိုဖြောပြေးရမှာစက်ကပ်ပိုင်ရှင်ရဲ့တမိနဲ့မင်းမချောလေးတွေကဘောင်းမီတူတူကိုကျက်အင်ကြီးလှလှတွေဝက်ခါမြင်းတွေနဲ့အတူညစဉ်ဖြောပြေးကြောင်းရွှ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  ညင်းသက်ကတော်ထဲမှာကို့အာကိုလွတ်လွတ်လပ်လပ်နေရတာပိုကောင်းတယ်လို့ပြန်ပြောတယ်။မြင်းဖြူကတော့ဆက်ကတ်ထဲလိုက်ဖို့ဆုံးဖြတ်လိုက်ပြီ။နောက်နေ့ရောက်တော့ဆက်ကတ်ပိုင်ရှင်လဲမြင်းပူလေးတွေနဲ့အတူ တောဆက်ကိုလိုက်လာတယ်။အစင်သင်စောင့်နေတဲ့မြင်းဖြူကိုတွေ့တော့ဆက်ကတ်ထဲလိုက်ချင်ရင်လက်ခံမဲ့အကြောင်းပြောတော့မြင်းမြူကတိတ်ပျော်သွားတယ်။မြင်းနဲ့ကတော့ဆက်ကပ်ပိုင်ရှင်နောက်ပါသွားတဲ့သူ့တငယ်ချင်းကို စိတ်မကောင်းစွာကြည်ရင်တောဆက်မှာကြံနေရစ်ခဲ့တယ်။မြင်းဖြူကိုစက်ကတ်ထဲမှာကပြဖို့လေ့ကျင့်တင်ပြပေးတယ်။မြင်းဖြူကလည်းစိတ်အားထက်သန်နေတာဆိုတော့အချိန်တိုတိုနဲ့တက်မြောက်တယ်။ပထမဆုံးပြတဲ့ညမှာပဲမြင်းဖြူကြီးကို ပွဲထုတ်ပါတယ်။ရောင်စုံမီးလုံးတွေလင်းချီမိတ်ချီလှပနေတဲ့အောက်ကကွင်းမြင်တဲ့ကိုကာကျိုးတစားတွေဆင်ထားတဲ့မြင်းဖြူကြီးကအကြော့သားထွက်လာတယ်။ သူနဲ့အတူတူ စက္ကပ်ပိုင်ရှင်ရဲ့တမိကျော်လည်းထွက်လာတယ်။သူတို့ကိုမီးမောင်းဖြူဖြူထိုးလိုက်တော့အင်မတန်ကြည့်ကောင်းတယ်။ပရိသတ်တွေကလက်ခုပ်တွေတီးလက်ခေါက်တွေမှုတ်မြင်းမြူကြီးဘဝင်ခွေသွားတယ်။ကောင်မလေးကသူ့လက်ထဲဟာကြာဖို့ကို လေထဲမှာရွှမ်းကနေရွှမ်းကနေရိုက်လိုက်တော့မြင်းမြူကြီးကပရက်ရက်တယ်။မရက်လို့မဖြစ်ဘူး။လေးကျင်တော့ကကြာဖို့ကို လေထဲရွှမ်းကနေရိုက်လို့ ဗရက်မရက်ရင်အဲ့ဒီကြာဖို့ကမြင်းမြူကြီးရဲ့တင်ပါပေါ်ရွှန်းငနယ်ကြလာတာဆက်လဲဆက်နာလဲနာတယ်ဒါပေမဲ့မြင်းမြူကြီးကတော့ပျော်ပါတယ်နောက်တော့ကောင်မလေးကမြင်းမြူကြီးကို ခွစီးတယ်ကွင်းကိုနှစ်ပတ်လောက်အသားကြစီးတယ်ပြီးတော့မြင်းဖြူကြီးကြောပေါ်မှာမတ်တက်ရက်ပြီးစီးတယ်နောက်တော့ဂျွန်းထိုးပြီးစီးတယ်မြင်းဖြူကြီးကလည်းကောင်မလေးအစဉ်ပြေအောင် အောက်ကအလိုက်တင်နေပေးပါတယ် ဒီပြကွက်ကိုစက်ကပ်အဖွဲရောက်လျာမြို့ရွာတိုင်းမှာ ပြပါတယ်ဒီလိုနဲ့ရက်လာကြလို့တနှစ်ကာလရောက်သွားတယ်မြင်းပြူကြီးနေခဲ့တဲ့မြို့ကိုစက်ကပ်အဖွဲနောက်တစ်ကြော့ပြန်ရောက်လာတယ်အရင်ဖြောပြေကပြခဲ့ရာကွင်းမှာပဲကပြမယ်မြင်းပြူကြီးနဲ့မြင်းပူကလေးတွေလည်းအနီးအနားကတောဆက်ကိုဝင်းပြီးမျက်ခင်းနုနုလေးကိုစားတာပေါ့စက်ကပ်အဖွဲလာနေကြတော့မြင်းနဲ့ကလည်းသူ့တငယ်ချင်းမြင်းပြူ ပါလာမလားလို့တောဇက်ကလာမျောတယ်။တိုက်တိုက်ဆိုင်ဆိုင်မှာပဲမြင်းနဲ့နဲ့မြင်းဖြူတငယ်ချင်းဟောင်းနှစ်ယောက်ပြန်တွေ့တယ်။မြင်းနဲ့ကမြင်းဖြူကိုစက်ကတ်ထဲလိုက်ရတာအဆင်ပြေရဲ့လားမေးတော့မြင်းဖြူရဲ့မျက်နာကညှိုးသွားတယ်။စက်ကတ်ထဲမှာနေရတာမလွတ်လပ်တာတွေအစားအစာဝဝလင်လင်မစားရတာတွေကြာဖို့တံမကြာခဏခံရတာတွေပြောတယ်။မြင်းနဲ့ကမြင်းဖြူကို ဒါဆိုရင်လည်းစက္ကတ်ထက်ပြတ်မသွားနဲ့တော့အခုပဲတခါတည်းတောရက်ပြန်လိုက်ခဲ့တော့ခေါ်တယ်။မြင်းဖြူက "तू မလိုက်နိုင်သေးတဲ့အကြောင်းသူ့မှာမျောလင်းချက်တစ်ခုရှိနေသေးလို့အစင်မပြေပေမဲ့စက္ကတ်ထဲပဲပြန်လိုက်မယ်အကြောင်းပြောတယ်။မြင်းနဲ့ကလည်းဘလို့မျောလင်းချက်ရှိတယ်လဲလို့ပြန်မေးတော့မြင်းဖြူက "तू တွေ့ကြုံရတဲ့အဖြစ်ပြက်နဲ့သူ့မျောလင်းချက်ကို ပြန်ပြောပြတယ်။တရက်မှာပြခွက်အတွက်မြင်းဖြူကြီးနဲ့ စက္ကပ်ပိုင်ရှင်ရဲ့သမီးတို့လေ့ကျင့်ကြတယ်စက္ကပ်ပိုင်ရှင်ကြီးကလည်းဘေးမှာရက်ကြည်နေရပေါ့ကောင်မလေးကမြင်းမြူကြီးရဲ့ကြောပေါ်မှာမတ်တက်ရက်ပြီးစီးတယ်မြင်းမြူကြီးကကွင်းထဲပတ်ပြေးတယ်ဒီလိုလုံနေရင်ကောင်မလေးကမြင်းမြူကြီးကြောပေါ်ကခြေချော်ပြီးလိမ့်ကြပါလေရောဒါအစမ်းလေ့ကျင့်နေတာမို့တကယ်ပြကွက်မှသာအခုလိုခြေချော်ကြရင်အင်မတန်ရုပ်ပြက်တယ်စက္ကပ်ပိုင်ရှင်လဲ တော်တော်ပဲဒေါသထွက်တယ်။ဒါကြောင့်သူ့သမီးကိုသေးသေးချာချာဂရုတစိုက်လှုပ်နောက်တစ်ခါချော်ကြရင်နင့်ကိုအဲ့ဒီမြင်းနဲ့ပေးစားပြင်မယ်လို့ပြောတယ်။မြင်းဖြူကြီးကမြင်းနဲ့ကို သူ့အဖြစ်အပျက်ပြောပြပြီးနောက်အဖြစ်ကတော့ဒါပါပဲကွာ။ငါလဲကောင်းပါလေနောက်တစ်ခါခြေချော်ကြမလားလို့စောင့်နေတာတဲ့။ဒီပုံမြင်ကဘာသင်ကန်းစာများထုတ်ယူလို့ရမှာလဲ။လူရဲလို့ဖြစ်လာရင် မျောလင့်ချက်ရီမှန်းချက် ရှိရမယ်ဒါမှလည်းဘဝမှာအသက်ရှင်ရတာအတိတ်ပဲရှိမယ်ဆိုတာအမှန်ပါပဲဒါပေမဲ့ကိုမျောလင့်နေတာကတကယ်ရောဖြစ်လာနိုင်တာမျိုးဟုတ်ရဲ့လားအလုရှင်ကပါဇက်ထဲတွေ့ကြရအညော်ပြေပြောလိုက်တာကို အဟုတ်မှန်ပြီး အနစ်နာခံပြီးမျောနေမိတာလားလူကြီးစရာမဖြစ်ဖို့တော့လိုပါလိမ့်မယ်